မင်္ဂလာပါ PPL ရဲ့ညနေခင်းသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါရစေ။ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်နယ်စပ်မိုးပြဲမျိုးရှိပဲလွယ်ပေါ်ကျေးရွာကိုစစ်ကောင်စီဥဆောင်ပြီး PNO PNA ပါဝင်တဲ့စစ်ကြောင်းကတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။2025ခုနှစ်ဇွန်လ9ရက်နေ့မှာစတင်ပြီးမိုးပြဲအရှိတ်ကံလွယ်ပေါ်ကျေးရွာကိုစစ်ကောင်စီမှအင်အားလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ထိခိုက်ဒေဆုံးခဲ့ရပြီးအဆိုပါရွာကိုလည်းလက်လွတ်ခဲ့ရတယ်လို့သိရပါဗျ။ ဆကားဆကားအင်အားလုံးရင်းနဲ့ဝင်ဆောင်တာကျွန်တော်တို့ရဲဘော်တယောက်ကြတယ်ပြီးတော့နှစ်ယောက်တရားရထားတယ်ပြီးတော့အခုလက်ရှိရွာကိုလည်းလက်လွတ်ထားရတယ်ဟုမြေပြင်ရဲဘော်တအူးမှ BBN ကိုပြောပါတယ်အဆိုပါလွယ်ပေါ်ကျေးရွာတိုက်ပွဲအတွင်းကြာဆုံးခဲ့တဲ့ရဲဘော်ရဲ့ဓာတ်ပေါ်ဒီနဲ့လက်နက်ကိုတိုက်ပွဲပြစ်ထက်နေတာကြောင့်တော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကပြန်လည်ကောက်ယူနိုင်ခဲ့ခြင်းမရှိဘူးဟုသိရပါတယ် ဒါပြင်ယခုနောက်ပိုင်းကရင်နီပြည်နယ်တဲသို့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေနဲ့ပအိုးပြည်သူစစ် PNO PNA တပ်ဖွဲ့ဝင်တွေအများဆုံးပါဝင်နေပြီးစစ်ကောင်စီစစ်ကြောင်းတွေကိုရှေ့ဆုံးမှဦးဆောင်ပြီးတော့ခေါ်ဆောင်လာနေတယ်လို့ဆိုပါရဲပေါ်မှာဆက်ပြောပါရယ်ခုစက္ကဆစစ်ကြောင်းမှာက PNO PNA တွေကြီးပဲစက္ကဆကတိတ်မပါဘူးခုမိုးပြဲကိုလာတဲ့စစ်ကြောင်းမှာဆိုလဲ PNO ကြီး900လောက်ပါတယ်စစ်ကောင်စီအနေနဲ့မိုးပြဲလွိုင်းကော်လမ်းပိုင်းနဲ့မိုးပြဲမြို့ကိုထိန်းချုပ်နိုင်ရန်အတွက် ပိုးအိုပြည်သူစီ PNO ကုညီနဲ့မြေပြင်မှဆစ်ချောင်းထိုးနေတဲ့အပြင်လေချောင်းတိုက်ခိုက်မှုနဲ့ drone အုံပြုတ်တိုက်ခိုက်မှုတွေကိုလည်းနေ့စဉ်ပြုလုပ်နေတယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တန်တောင်ကြီးမြို့နယ်ပြင်းအောင်တမျိုးတင်နန်းချောင်းမှာတခွဲမှုတင်နန်းစဉ်အရာရှိတွေပါဝင်တဲ့ရင်းနှန်းကိုတိုက်ခိုက်ခဲ့ရာ တနက်စင်းတက်ခွဲမှု10ဦးနဲ့တက်ကြတအူတို့သေဆုံးပြီး၄ဦးတရားရရှိခဲ့တယ်လို့ People Defense Force တန်တောင်ထံမှသိရပါတယ်။၂025ခုနှစ်ဇွန်လ9ရက်နေ့ညနေပိုင်းမှာတက်ခွဲမှုတင်နန်းစင်ရရှိတွေပါလာတဲ့ရင်တန်းဟာအရသားကားတွေနဲ့ရောပြီးတောင်ကူတန်တောင်လမ်းပိုင်းအတွင်ထွက်လာတဲ့ဆိုတဲ့သတင်းကြောင့်အဆိုပါလမ်းပိုင်းရှိစကားစ9မိုင်ကုန်းအနီးမှာမိုင်းဆွဲခဲ့ပြီးလက်နက်ငယ်များနဲ့လည်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ People Defense Force တန်တောင်မှတာဝန်ရှိသူတဦးက BBN ကိုပြောပါတယ်။ 15မိနစ်ခန့်ကြာမြင့်ခဲ့တဲ့အဆိုပါတိုက်ပွဲအတွင်းတင်းနှန်းစင်းအရာရှိတခွဲမှုတွေနဲ့ရင်မောင်းတက်ချက်တို့တိုက်ဆုံခဲ့ရပြီးအနည်းရှိ9မိုင်တက်13မိုင်တက်နဲ့တနောင်ကြီးမျိုးတို့မှလက်နက်ကြီးပစ်ကူဖြင့်ရန်တပ်ပစ်ခတ်ပေးတာမျိုးတွေရှိခဲ့တယ်လို့လည်း၎င်းမှဆက်ပြောပါရယ်။အဆိုပါတိုက်ခိုက်မှုကိုတောင်ကူခရိုင်တပ်မဟာနှင့်တရင်ငါလက်အောက်ရှိ People Defense Force တန်တော် MMB စစ်ကြောင်းနဲ့မဟာမိတ်ပူးပေါင်းတပ်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းရဲဘော်အလုံးအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါရယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရုတ်စီမံကိန်းများရှိရာရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းတိုက်ပွဲများပြင်းထန်နေပြီးအာရခတက်တော် AA အနေနဲ့မြို့ရဲ့6မိုင်ကွာဝေးထိပင်ရောက်ရှိနေတယ်လို့ကြောက်ဖြူမြို့နယ်စီရေးသတင်းမြင့်တဦးထံမှသိရပါဗျ။ပြီးခဲ့တဲ့ဇွန်လလာဇန်းလောက်ကစပြီးအာရခတက်တော် AA ဟာကြောက်ဖြူမြို့အမှတ်32ရဲတပ်ရင်းအနီးရှိကာခင်းစခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကလည်းအကြမ်းဆုံးများပြားကတပ်ဆုတ်ခွာမှုများရှိနေတယ်လို့သိရပါဗျ။ လက်ရှိအာရခတက်တော် AAE ထိုးစစ်မှာအမှတ်32ရဲတရင်အနီးဓမိုင်းကွာပြိုင်ဆိုင်ကေကျေးရွာတို့ရောက်ရှိနေပြီဖြစ်တာကြောင့်စစ်ကောင်စီရဲ့တညဝရီရဲတပ်ဌာနချုပ်ရှိ နေပြည်များကလက်နက်ကြီးပစ်ခတ်တာတွေဂျက်တိုက်လေရင် drone ပါရာမိုတာတွေနဲ့ပြစ်ကူပေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကလည်းစစ်ကောင်စီကတညဝရီရဲတပ်ဌာနချုပ်မှာတဆင့်အမှတ်32ရဲတရင်တွေကိုအင်အား200ခန့်ဖြည့်တင်းခဲ့တယ်လို့ခိုင်လုံတဲ့သတင်းရင်းမြစ်ထံမှသိရပါဗျ အမတ်32ရက်တဲ့ရင်ဟာကြောက်ဖြူမအီလန်အဝေးပြေးကားလမ်းမှာဒိုးတောင်တန်းပေါ်တွင်တည်ရှိပြီးအဆိုပါရက်တဲ့ရင်နဲ့9မိုင်လောက်အကွာတွင်ခမရ9လေးနှင့်ခမရ9လေး3တို့အပြင်ခလာရ34တည်ရင်များရှိကမြို့ရဲ့အရှေ့ဘက်ရှိတညောရီရေတက်ဌာနချုပ်တို့သည်ကြောက်ဖြူမျိုးတစ်ခုလုံးအတွက်အရေးပါသည့်တည်ရင်ဌာနချုပ်များဖြစ်ပါတယ်ဒါအပြင်အာရခတတ်တော် AA ရဲ့ထိုးစီဟာမြို့ပေါ်နဲ့တဖြည်းဖြည်းနီးကပ်လာတာကြောင့်မြို့ပေါ်ရှိစစ်ကောင်စီမိသားစုဝင်များ အုတ်ချုပ်ရေးပိုင်းမှာအရာရှိများဝန်တန်းများဟာရန်ကုန်မြို့နယ်အခြားနေရာများသို့ပြောင်းရွှေ့မှုများရှိနေတယ်လို့သိရပါတယ်။စစ်ရေးရှုံးနေမှုနှင့်အတူတစ်ဖက်တွင်လည်းစစ်ကောင်စီတပ်ကမြို့ပေါ်ရှိဒေသခံများကိုအသွာအလာတင်းကျပ်စစ်ဆေးမှုများနေအိမ်ကိုဝင်ရောက်စစ်ဆေးမှုများရှိနေသောကြောင့်အပြင်ထွက်အလုံးမလုပ်ရပဲစားဝတ်နေရေးအခက်အခဲဖြစ်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့သည့်ဖေဖော်ဝါရီလ20ရက်နေ့ကစတင်ခဲ့သည့်အာရခတပ်တော်၏ကြောက်ဖြူမျိုးသိမ်းတိုက်ပွဲဟာလက်ရှိတွင်3လကျော်ထိကြာမြင့်ခဲ့ပြီး မျိုးပေါ်နဲ့6မိုင်กว่าရှိနေရာများကိုအပိသက်သိမ့်ပိုက်ထိန်းချုပ်ထားနိုင်တယ်လို့သိရပါဗျ။လက်ရှိစည်ရေးပြင်းထန်နေတဲ့ကြောက်ဖြူမျိုးမှာတညောင်းရီရေတက်ဌာနချုပ်ခါလာရ34ခါမရ94နဲ့ခါမရ943အမတ်32ရေတက်ရင်တောင်ပေါ်ကြီးရေတက်ဌာနကွယ်အုံကျွင်ရေတက်စကန်းတို့ရှိပြီးရေတက်အင်အားကောင်းတဲ့မြို့နယ်တစ်ခုဖြစ်တဲ့အပြင်တရုတ်စီမံကိန်းများစွာရှိနေတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ ်အခုတင်ဆက်ပေးခဲ့တာကတော့ BBN ရဲ့ညနေခင်းသတင်းစီစဉ်မဲ့ဖြစ်ပါတယ်ကျွန်မကတော့တိတ်တိတ်ပါ